လက်ရှိမှာတော့ကိုယ်စိတ်ထဲကစမပေါင်းရှင်နေသူတချို့ရှိပါတယ်။သို့ပေမဲ့နေ့စဉ်ထိတွေ့နေရတဲ့သူဖြစ်နေလို့မတက်တာလို့ပတ်သက်နေရပါတယ်။တခါတလေသူတို့အလိုက်မသိမှုတွေလူငွေနားမလည်မှုတွေကြောင့်စိတ်မသက်သာဖြစ်ရပါတယ်။ဘလို့ handle လုပ်တဲ့လဲအကြံပေးပါဦး။သူတို့ဘလို့မှသဘောမထားနဲ့။အမပြောတာတွေကလုပ်ဖို့ခက်တယ်ဆိုတာအမနားလေတယ်။ဒါမဲ့အဲ့လိုလုံနိုင်ရင်လည်းပွဲပြီးွားပြီ။အဲ့တော့ဘဝမှာလေ အဲ့ထက်ဆိုးတဲ့လူတွေနဲ့လည်းကြုံရတာမျိုးဖြစ်နိုင်တယ်။မင်းတို့ပြင်ပအခြေအနေရွေးချယ်ပိုင်ခွင့်မရှိဘူး။မင်းတို့ဘလို့စိတ်ချမ်းသာအောင်နေမလဲပဲရွေးချယ်ပိုင်ခွင့်ရှိတယ်။လူတွေမဝေဖန်ပါနဲ့။စိတ်ထဲရတာမဝေဖန်နဲ့။တို့နှလုံးသားလေးလွတ်လပ်လာလေ။သူများရဲ့အပြုံုံနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဝေဖန်နေတာကအလုပ်တစ်ခုဖြစ်နေမင်းတို့နှလုံးသားကမအားဘူး။ဘတော်မှအားမှမဟုတ်ဘူး။တဘွားလုံးအားမှမဟုတ်ဘူး။ဒီအချိန်မှာဒီလူနဲ့တွေ့လို့ဒီလိုမျိုးဖြစ်နေရင်နောက်အချိန်မှာအဲ့ထက်ဆိုးတဲ့လူနဲ့တွေ့အဲ့ထက်ပိုဆိုးနေမှာပဲ။အပြင်းအလူတွေကိုမင်းတို့ရွေးချယ်ပိုင်ခွင့်ရှိလား။မိသားစုတွေတောင်မှဘသူနဲ့တွေ့မယ်ဆိုရွေးချယ်ပြီးတော့မွေးဖွားလာတာဟုတ်လား။ လို့မဟုတ်လေအဲ့တော့ကိုကိုစိတ်ကိုပဲထားတက်အောင်ထားအမကတော့အဲ့လိုပဲပြောမှာပဲမင်းတို့စိတ်ကိုပဲမင်းတို့ထားတက်အောင်ထားအေးချမ်း meditation လို့ meditation လို့ခိုင်းနေဆိုတာအလကလုတ်ခိုင်းတာမဟုတ်ဥမာအမြင်အာရုံကိုမကြိုက်တဲ့အမြင်အာရုံတစ်ခုကိုမြင်တယ်စိတ်ကိုလေ့ကျင့်နာတဲ့လူကဘယ်လိုမြင်လဲဆိုတော့မကြိုက်တဲ့အမြင်အာရုံတစ်ခုမြင်တယ်မြင်တယ်ကိုစိတ်ကိုမလေ့ကျင့်နာတဲ့လူကဘယ်လိုမြင်လဲဆိုတော့မကြိုက်ဘူးဘလို့ရှင်းရမှာလဲဘသူ့ကိုဘလို့သွားရှင်းရမှာလဲဘသူမှဘလို့သွားရှင်းလို့မရအောင်ကိုယ့်ကိုရှင်းရမှာ ကိုယ်စိတ်ကိုရှိလူတွေကိုကြည့်မြခြင်းကြည့်ရခြင်းကလည်းတင့်အမြင်ပါပဲကြည့်လို့ရတဲ့လူဆိုကြည့်လို့ရပြီးကြည့်လို့မရတဲ့လူဆိုကြည့်လို့မရဘူးဖြစ်နေတာလည်းကိုယ်အမြင်ပါပဲကြည့်လို့မရတဲ့သူကိုလည်းလေချစ်တဲ့မျက်စိနဲ့ကြည့်လို့ရကြည့်လို့ရခြင်းလည်းကြည့်လို့ရသွားတာလည်းကိုယ်ကိစ္စပါပဲကိုကလွယ်ပြီးဘာမှမရှိဘူးပြင်မှာဆက်မပေါင်းခြင်းတဲ့သူတွေနဲ့နေ့စဉ်ထိတွေ့နေရတဲ့သူတွေဖြစ်နေလို့ဆိုအဲဆက်မပေါင်းခြင်းဘူးလို့ကိုယ်တုံ့တက်မိနေတဲ့ကိစ္စတွေရှိတယ် ဲ့ဒါကြီးမသုံးသက်နဲ့ပြည်စင်ထိတွေ့ရတဲ့သူတွေအဖြစ်နဲ့မတက်တာလို့လည်းပတ်သက်နေရတယ်လေသူတို့ရဲ့အလိုက်မသိမှုတွေလူမှုရေးနားမလည်မှုတွေကြောင့်စိတ်မသက်မသာဖြစ်နေရတာမဟုတ်သူတို့အလိုက်တီးဖို့မျောလင်းနေတဲ့စိတ်သူတို့လူမှုရေးနားလည်ဖို့မျောလင်းနေတဲ့စိတ်ကြောင့်စိတ်မသက်မသာဖြစ်နေတာအဲ့တော့ကိုယ်စိတ်ကိုပဲ handle လုပ်ဖို့အကြံပေးပါတယ်နောက်ခုရွေးချယ်စရာရှိတယ်မိသားစုလားမိသားစုဆိုရင်တော့ဒါတမျိုးမှပြောမှာပေါ့ဒါမှမဟုတ်ကိုတကယ်ရွေးချယ်လို့ရတဲ့အခြေအနေမျိုးဆိုလို့ရှိရင်မနေနဲ့ပေါ့အဲ့ပေါင်မှချင်မှာအမှမိသားစုနဲ့အဆင်ပြေလို့မနေဘူးအိမ်ခွဲနေမှာရတယ်အိမ်ခွဲနေနိုင်တဲ့အဆင်ကြီးစူးစမ်းရင်တော့ လူဆိုတာရွေးချယ်လို့ရတယ်ကိုဘလိုရှင်းတဲ့ခြင်းနဲ့ဘသူနာမနေမယ်ဘသူနာမမနေရွေးချယ်ပိုင်ခွင့်ရှိတယ်တဘွာလုံးဒီလူတွေနဲ့ပဲနေရမှာမျိုးမဟုတ်